Valley FM. Ting Radio. Two stations, one voice. Two stations, one voice. မလီဖန်နဲ့တင်ရီပရိသတ်များရှင် morning beast ကနေပြီးတော့တိုက်ရိုက်အတန်းလွှင့်နေရပါမြန်မာစံတော်ချိန်ကတော့မနက်10:00နာရီနဲ့17မိနစ်ပါနော်ဟုတ်ကဲ့ပါရှင်အခု10:00နာရီနဲ့17နာရီအတွင်းမှာဆိုလို့ရှင်တော့ဂရီရိုတွေကျန်းမာရေးကဏ္ဍမှာ consciousness con health care center နေပြီးတော့ဒါဆရာဝန်ပေါ့နော်ဒေါက်တာနန်းဖူးဤဂျွန်မိုးနဲ့အတူတူဂရီရို call center ကိုအမေးမြန်းရဲ့ကျန်းမာရေးပြဿနာချို့ဆွေးနွေးမယ့် interview ကောင်းစတင်ပါပြီရှင်ဟုတ်ပါတယ်အဲ့တော့တရက်စဆိုင်မှာပဲထပ်တို့ဒီတစ်ပတ်ရွေးထားတဲ့မိကွန်းလေးရဲ့မှာဆိုလို့ရှင်တော့အလားပါနဲ့ပတ်သက်တဲ့မိကွန်းလေးလည်းပါတယ်ပေါ့နော်ဟုတ်ပါတယ်အဲ့တော့ဒါအခုအမားတို့ morning beast page လေးရဲ့ post အောင်မှာပဲ Dora ဆိုတဲ့ပြည်ပြည်သက်လေးကလာမေးထားရတယ်ပေါ့နော်မင်္ဂလာပါဆ iam မကြီးတဲ့အခုလက်တော်ညီမတွေမဟုတ်ပါဘူး Rainy Bar သပင်အရန်ကျွတ်တယ်ပေါ့နော်ဘာကြောင့်ဖြစ်လဲဘာလဲလို့တင်လဲပြပြပေးပါအောင်ဆိုတော့ comments လေးနဲ့တော့တိုက်ဆိုင်နေရပေါ့နော်ဟုတ်ကဲ့ပါဟုတ်ပါရှင့်ဆိုတော့ Dr. မင်္ဂလာပါမင်္ဂလာပါ Dr. ဟုတ်ကဲ့ရှင့် ကဲအဲ့တော့ညီမလေးဒီတစ်ပတ်မှာဆိုလို့ရှင်တော့ခွန်ရှိရှိခွန်ကိုအမီးများတဲ့မိကွန်းလေးတွေကိုမိထားတာဆိုတော့ကဲဒါတောင်မိကွန်းလေးတွေစလိုက်ကြအောင်နော်ဟုတ်ကဲ့ပါရှင်ဒါဒီကွန်စန်တာမှာဆိုရင်လေတို့မိတာတော့စပင်းနေရမ်းကျွင်ရင်ဘာတွေလုတ်တင်လဲဘလို့ကောင်းလျှော်ရေးတုံးတင်လဲဆိုပြီးတော့မိထားရပါတော့ဒီမိကွန်းလေးဆက်ဆက်ပြီးတော့တို့ဆက်လက်ပြီးမိကျင်တာတော့စပင်းကျွတ်ရတာဘာကြောင့်လဲပေါ့နော်ဆိုတော့ဘလို့အချိန်နေတွေကစပင်းကျွတ်တာကိုပို့ပြီးတော့ဖြစ်စေတယ်လေပြည့်ခါကျတော့ဘလို့နီးလန့်လေးတွေလုတ်ရင်ပေါ့နော်စပင်းကျွတ်တာလေးတက်တာစေလဲပေါ့ဒေါက်တာဖြေပေးပါဦးနော် ဟုတ်ကဲ့ပါရှင်ဟုတ်စပင်ကျွတ်တဲ့ပြဿနာကတော့ဗောနော်လူကြီးတော်တော်များများအဲကြုံတွေ့နေရတဲ့အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဗောနော်အကြောင်းရင်းတွေကတော့အများစွာရှိရယ်ဗောနော်အဲ့ထဲမှာဖြစ်များတာကတော့နေ့တိုင်းဗောဒီ ကမီကယ်တွေကနေထုတ်ထားတယ်ဓာတုပစ္စည်းတွေကနေထုတ်ထားတယ်ခေါင်းလျှော်ရည်တွေအဲစပင်ကောက်တာတို့ဖြောင်းတာတို့စပင်ဆေးဆိုးတာမျိုးပေါ့နော်ဒါမျိုးဆေးတွေနဲ့ခဏခဏထိတွေ့မှုများတာကြောင့်မလို့လဲစပင်ပိုကျွတ်တက်ပါတယ်နေရောင်ခြည်နဲ့သွားတဲ့အချိန်မှာပေါ့နော်နေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်တွေနဲ့တိုက်ရိုက်ထိတွေ့တာတို့လေထုညံ့ညံ့မှုတွေပေါ့နော်ဒါမျိုးတွေကလည်းဒီစပင်ကျွတ်တာကိုပို့ပြီးတော့အားပေးတယ်ပေါ့နော်အဲနောက်တစ်ခုအနေနဲ့ကတော့လူတွေမှာပေါ့ယောဂအခန်းကြီးရှိတာပေါ့နော်ဥပမာအနေနဲ့ကတော့သွေးလေးဖက်နာတို့အရေပြားလေးဖက်နာတို့ ဒါမျိုးတွေကိုခံအားကမောက်ကမဖြစ်တဲ့ယောဂမျိုးတွေရှိတာဟော်မုန်းမညီမျှတဲ့ယောဂတွေရှိတာပေါ့ဒီသူတို့ရဲ့ဥယျာဉ်ပြားပေါ်မှာမူတွေပေါက်တွေဖြစ်တာမျိုးဒီဥယျာဉ်ပြားပြဿနာမျိုးတွေကြောင့်မလို့လဲ discipline တွေပိုကျွတ်တတ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်ပေါ့နော်အဲ့တော့အဲ့လိုချင်းနေကြောင်သပင်းနေကျွတ်လာပြီဆိုလို့ရှိရင်ဒါတော့ဘလို့နီးလန်းလေးနေပေါ့နော်။ကျွတ်တာသပင်းကျွတ်တာတတ်တာအောင်လို့လုပ်ရမလဲ။ ဟုတ်ကဲ့ပါစပင်ကျွတ်တာတက်တာချင်နေဆိုရင်တော့ဗောနော်အဓိကကတော့ဒီနေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ကသွားစပင်ကျွတ်တာကိုပို့ပြီးရောဖြစ်စေရတဲ့အတွက်ကြောင့်မလို့အပြင်ထွက်ရင်ဗောနော်ထီးတို့အုတ်ထုတ်တို့ဒါမျိုးဗောနေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာတွေကိုရှောင်ပေးပါဒီကိုသုံးနေကြဗောနော်ဒီစပင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေဗောနော် hair care product တွေအလွန်အမင်းသုံးဆွဲတာကိုရှောင်ပေးဗောနော်ဥပမာအနေနဲ့ဆိုရင်စပင်ကောက်တာဖြောင်းတာဆီးဆိုးတာကိုအနည်းဆုံး6လချားပြီးမှပဲလုပ်တင်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုအနေနဲ့ကတော့ဒီစပင်ကောင်းစေတဲ့ဖြည့်စွက်ဆေးဝါး ားတွေကိုအသုံးပြုလို့ရပါတယ်ဥပမာအနေနဲ့ပေါ့နော်တောက်တဲ့ဆေးတွေထဲမှာ biotin တို့လိုမျိုး zinc တို့လိုမျိုးပေါ့နော်အဲ့လိုမျိုးဓာတ်တီပါဝင်တဲ့ဆေးဝါးတွေကိုလည်းပုံမှန်တောက်သုံးပြီးရင်စပင်ကျွတ်တာကိုတတ်တာစေပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒါအခုဆိုလို့ရှိရင်ခုနအချိန်လည်းရှိမယ်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ဒီယောဂအခန်းတစ်ခုခုကြောင့်မလို့ပေါ့နော်ဆေးဝါးတစ်ခုခုတောက်နေရဆိုရင်အဲ့ဒီဆေးရဲ့ side effect ကြောင့်မလို့စပင်ကျွတ်တာတွေလည်းရှိနေတာပေါ့နော်ဒါတာဟုတ်ကဲ့ရှိနေတာပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါရှင်ကဲဆက်ပြီးတော့ဒီမှာကောဆန်တာကိုအမေးများတဲ့မိကောနောက်ထပ်တစ်ခုပါဆိုလို့ရှိရင်တော့ဒါအခုသူက ခန္ဓာကိုယ်လှလှလေးဖြစ်ချင်နေတဲ့သူတယောက်ပေါ့နော်အဲ့တော့ဂျင်ဆော့တဲ့သူတွေလည်းအကြရလို့သိရတယ်ပြီးတော့ဒါမဲ့ဂျင်မသွားဘူးဆိုရင်ဝလာတယ်ပေါ့နော်ပြီးတော့ကြောင်းလဲတစ်ဖက်နဲ့သူပုံမှန်မလုပ်ဖြစ်မှာစိုးရိမ်နေပါတယ်တဲ့အဲ့ဒါကိုပေါ့နော်အစားအသောက်တစ်ခုတည်းနဲ့ခန္ဓာကိုယ်ထိန်းလို့ရလားဆိုပြီးတော့မိထားတဲ့မိကုံးလေးလည်းတွေ့ရတယ်ပေါ့ဒေါက်တာရဲ့အဲ့တော့အဲ့မိကုံးလေးနဲ့ပတ်သက်ပြီးတော့ body weight ကိုအစားတစ်ခုနဲ့ပဲထိန်းနေဆိုလို့ရှိရင်ရေရှည်မှာဒါကထိရောက်နိုင်မလားပြီးတော့စားတောက်နေတိုင်းမှုပုံစံနဲ့ပတ်သက်ပြီးတော့လည်းဒေါက်တာကဆွေးနွေးပေးပါအောင်နော် ဟုတ်ကဲ့ပါရှင်ဟုတ်ဒီ body weight ပေါ့เนาะကိုလိုချင်တဲ့ဒီ target body weight ကိုရဖို့အတွက်ပေါ့เนาะရေရှည်အနေနဲ့ကတော့အစားတစ်ခုတည်းနဲ့ထိန်းဖို့တော့အဆင်မပြေပါဘူးရှင်။သူကအသက်ကြီးလာတာနဲ့အများလူတွေကပေါ့เนาะဒီ metabolism လို့ခေါ်တဲ့ဇီဝဖြစ်စဉ်တွေကလိုက်ပြီးတော့နေကွေးလာတယ်ပေါ့เนาะနေကွေးလာတယ်ဒီယာယီအတွက်ပေါ့เนาะရေတိုအတွက်ကိုက weight weight ချချင်တယ်ဆိုလို့ရှင်เนาะဒီအစား short စားလိုက်တာကတော့အဆင်ပြေပြီမဲ့ပေါ့เนาะတဖြည်းဖြည်းနဲ့ဒီဇီဝဖြစ်စဉ်ကလိုက်ပြီးတော့နေလာတဲ့အတွက်ကြောင့်မလို့ဟိုအစားကိုပို့ပို့ပြီးတော့မှ short စားရတာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ပေါ့ဒီရေရှည်အတွက်ဟိုခန္ဓာကိုယ်ရဲ့ body weight ကိုထိန်းချင်တယ်ဆိုလို့ရှိရင်ဒီအစာ short စားတာအပြင်ဒီ metabolism ကိုတက်စီမဲ့ပေါ့နော်ကုလက်လေ့ကျင့်ခန်းလေးတွေပုံမှန်လုပ်ပြီးတာကတော့ပို့ပြီးတော့ထိရောက်ပါတယ် ဟုတ်ကဲ့ကာဒီယိုပေါ့နော်ကာဒီယိုဒီနှလုံးကျန်းမာရေးအတွက်ဆော့တဲ့ကာဒီယိုတွေဆော့ပေးတာတွေအလေးတုံးနဲ့မှတဲ့ weight training ပေါ့နော်ဒါမျိုးတွေလုပ်ပေးတာတွေကဒီ body weight ကိုထိန်းတာကိုလည်းအထောက်အကူပြုတဲ့အပြင်ပေါ့နော်နှလုံးကျန်းမာရေးတွေသွေးတိုးဆီးချိုကာကွယ်ဖို့အတွက်အများကြီးအကျိုးရှိပါတယ် နေ့တိုင်းမလုံနိုင်ရင်တော့မှာပေါ့နော်တပတ်ကို3ရက်ကနေ4ရက်လောက်ပုံမှန်လုပ်ပြီးရင်တော့အဆင်ပြေပါရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒါဒါဆံဝင်နေဖြေကြတာကတော့ပို့ပြီးတော့တိကြတယ်တေးကြတယ်ပေါ့နော်ဒါတို့ဒီမှာတွေ့ရတဲ့ဟာဆိုလို့ရှင်တော့အအစားတစ်ခုတည်းနဲ့ပဲထိန်းပြီးတော့ပေါ့နော်ဝေးကြအောင်လုပ်တာကလည်းတော်တော်များတွေ့ရတယ်ပေါ့နော်ဒါတွေကလည်းအနေများပါတယ်ဒေါက်တာတကယ်လို့ပေါ့နော်ကိုကစမ်းမလာပါတယ် body weight ကိုလှကျင်နေဆိုလို့ရှင်တော့ဒါတော်ခုနကတော့ပြောသလိုမျိုးပဲလက်ကျင်ခန်းလေးရပါတွဲလုပ်ပေးရမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့လက်ကျင်ခန်းလေးတွဲလို့ မယ်ဆိုလို့ရှိရင်ညီမလေးခုနကပြောထားတဲ့ဒါတခြားယောဂတွေမဖြစ်အောင်လို့လေဟုတ်တယ်ပြီးသားလည်းဖြစ်သွားတယ်เนาะ balance မျှဝါမှာပေါ့တဲ့ဟုတ်တယ်ရှားမှုနဲ့အစားစားနဲ့ဆိုတော့ဟုတ်တယ်ဟုတ်တယ်နောက်တစ်ခုနောက်ထပ်မိကွန်းလေးညီမလေးအဲဒါကောဆန်နာကိုမေးလိုက်နောက်တစ်ခုကဆိုလို့ရှိရင်တော့ဝက်ချံပြဿနာရှိရတူတွေပေါ့เนาะဆိုတော့ဝက်ချံနဲ့ပတ်သက်လို့ရှိရင်ဝက်ချံအမာရွတ်တွေတက်တာအောင်လို့ဘာတွေလုပ်ရမလဲဆိုတော့မေးကွန်းလေးအပေါ်မှာဆက်လက်ပြီးတော့မေးမြန်းချင်တာပေါ့ဒေါက်တာရဲ့ဆိုတော့ဘလို့အခြေအနေတွေကဂရီတို့တွေဝက်ချံနေပောက်ဖို့အတွက်တွန်းအားပေးစီတဲ့အရာတွေလဲပေါ့เนาะဆိုတော့ ဝက်ချံပောက်ပြီးလို့ရှိရင်လည်းကြံနေရဲ့အမာရွတ်တွေပျောက်ဖို့အတွက်ဘလောက်ချိန်နေယူရလဲကုသနေတရားလဲဘာတွေရှိလဲပေါ့ ဆိုတော့ဝက်ချန်နေထပ်မဖြစ်အောင်ရောဘာလေးလုပ်လို့ရသေးလဲအဲဒီလိုလေးလေးမိကုန်းလေးဆက်ဆက်ပြီးတော့အသိပြရစီနော်အဲ့တော့လိုချင်ရင်ကဝက်ချန်ပေါက်ဖို့တွန်းအပ်ပေးတာလေထပ်တာဟုတ်ဟုတ်ကဲ့ဝက်ချန်ပေါက်စီရဲ့အကြောင်းရင်းအရောပေါ့နော်အဓိကအားဖြင့်တော့ဟော်မုန်းနဲ့လေဆိုင်နေပေါ့နော်ဒီဟော်မုန်းအပြောင်းလဲဖြစ်တဲ့အချိန်တွေပေါ့ဥပမာအနေနဲ့လူပြိုဖော်ဝင်တဲ့အချိန်တို့အပြိုဖော်ဝင်တဲ့အချိန်ရာသီလခန့်ဒီအချိန်တွေကိုယ်ဝန်ဆောင်တဲ့အချိန်ပေါ့ဒါမျိုးအချိန်တွေမှာဆိုရင်တော့ဟော်မုန်းအပြောင်းလဲတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဒီလိုအချိန်တွေမှာဝက်ချန်နေရပိုဆိုးတတ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ဒီစိတ်ပြီ ီးစီးမှုများတာတို့အိပ်ရေးပြတ်တာမျိုးပေါ့နော်ကိုနေ့တိုင်းသုံးနေတဲ့ skin care ပေါ့နော်ဒီအသားရေထိန်းသိမ်းတဲ့ပစ္စည်း product တွေထဲမှာတော့အစီကိုအဓိကထားပြီးတော့ထုတ်လုပ်ထားတဲ့ product တွေပဲသုံးမိနေသလားပေါ့နော်ဒါမျိုးတွေဆိုရင်လည်းဝက်ချံကိုပို့ပြီးတော့ဖြစ်ဖြစ်စေတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျတော့မျက်နှာကိုတေချာတစ်ပေးဖို့လိုတဲ့နေ့တိုင်းပေါ့နော်မျက်နှာကိုတေချာတန့်စင်ပေးဖို့လိုတဲ့ဒီမျက်နှာတန့်စင်တဲ့အချိန်မှာဆိုလို့ရှင်လည်းတေချာမတက်တာမျိုးကလည်းဝက်ချံကိုပို့ပြီးတော့ဆိုးသွားစေပါတယ်ဆိုးသွားစေနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ထက်တော်တွေအခုဝက်ချံတွေကဖြစ်လာပြီးအဲ့တော့ဒါတချို့လည်းကုတယ်ပေါ့နော်အဲ့မှာ ယိုလေးကြီးကျန်ခဲ့ရတာတဲ့ဆိုတော့ဒီကြံနေရဲ့အမယိုတွေပြောက်ဖို့ရောအချိန်ဘယ်လောက်ယူရမလဲပြီးတော့ကုသနေရရောဘာတွေများရှိနိုင်မလဲဟုတ်ကဲ့ဝက်ချက်အမယိုကတော့ဗောနော်တဖြည်းဖြည်းနဲ့ဟိုမိန်ပြီးတော့ပျောက်သွားမှာပါဒါပေမဲ့အချိန်တော့ယူရတယ်ဗောနော်ပြန်မြအားဖြင့်တတ်မှတ်ထားတာကတော့လေတစ်နှစ်လောက်တော့ကြာတက်တယ်ဝက်ချက်အမယိုပျောက်ဖို့အတွက်ဆိုလို့ရှင်လေဟိုဒီထက်ပိုပြီးတော့မြန်မြန်ပျောက်ချင်တယ်ဆိုလို့ရှင်တော့လေအသားရေထိမ့်သိမ်းတာမျိုးဗောနော်ဒီ basic skin care ဗောဥပမာအနေနဲ့တော့ မျက်နှာတေချာတစ်ပေးတာတိုနာတွေလိမ့်ပေးတာပေါ့နော်ဒီအဆိုတက်ထိန်ခရင်မချာရိုက်စာတွေပုံမှန်လိမ့်ပေးတာမျိုးဒါမျိုးပုံမှန်လုပ်တယ်ဆိုရင်တော့ဝက်ချန်မာရောပျောက်ဖို့အတွက်အထောက်အကူပြုတယ်နောက်တစ်ခုပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ပျောက်ချင်တယ်ဆိုလို့ရှင်တော့လေအလားပါစီခန်းနေမှာလေးစားကုထုံနဲ့ကုတာမျိုးတော့လုပ်လို့ရပါတယ် ဟုတ်ကဲ့ဖက်ပြီးတော့ပေါ့ဝက်ချန်တွေထပ်မဖြစ်အောင်ကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လေအဓိကတော့ညအိတ်ခဏီကိုမျက်နှာတေချာတစ်ပေးရပါမယ်။ကိုသုံးတဲ့ခေါင်းအုံစွတ်တွေတပတ်တွေပေါ့နော်။ဒါမျိုးတွေကိုလည်းပုံမှန်လဲပေးဖို့လိုတယ်ပေါ့နော်။အဲဝက်ချန်တွေပေါက်လာပြီးဆိုးဝါးလာပြီးဆိုလို့ရှိရင်ဒီဝက်ချန်အသွက်တီးတန့်ထုတ်ထားတဲ့ပစ္စည်းတွေရှိရပေါ့နော်။ဒီဆလစ်ဆလစ်အဆစ်ပါတဲ့ဟာတို့စီကာကို ဟိုအခြေခံပြီးထုတ်လုပ်ထားတဲ့ပစ္စည်းတွေဒါမျိုးတွေကိုလည်းအသုံးပြုပေးလို့တော့ရပါတယ်။ဟိုကိုယ့်ရဲ့ဝက်ချံကအရန်ရောင်ရမ်းလာပြီးတော်တော်ဆိုးွားလာပြီးဆိုလို့ရှင်တော့ဆရာဝန်နဲ့ကုသမှုခံယူတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့ပါ။အေးပြဆရာဝန်နဲ့တရားလေးကုသမှာပါเนาะ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါရှင်။အဲ့တော့ဒေါက်တာရေဒါဆိုရင်ခဏလေးနားပါမယ်နော်။နောက်ပိုင်းကျတော့မှပဲဒါရေဘူးရအဖြစ်မေးကြတဲ့အမေးများကြတဲ့မေးခွန်းလေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ မလင်းဖနက်တီရီယိုပရိသတ်များရှင်အခုချိန်လေးမှာဆိုရင်တော့ထထရီခွန်ရှိရှိကွန်ဟဲလ်ကဲကောစင်တာမှာဒေါက်တာနန်းဖူးဤဂျုံမုန်းနဲ့အတူတူဒါကောစင်တာကိုအမေများတဲ့ကျန်းမာရေးပြဿနာအချို့ကိုဒါမေးမြန်းပြီးတော့ပေါ့နော်ဆွေးနွေးနေတဲ့အင်တာဗျူးစကားဝိုင်းလေးကိုတင်ဆက်နေရပါထထရီဒီပိုင်းမှာဒေါက်တာရေးမီးချင်တဲ့မေးခွန်းလေးကကြတော့ဒါပြီးခဲ့တဲ့ရက်ပိုင်းဟာဆိုလို့ရှိရင်မိုးတွေတအားရွာရဲပေါ့နော်အဲ့တော့ဒါခဏခဏနေမကောင်းဖြစ်ကြတဲ့သူတွေရှိရဲဆိုတော့ဒါအမေများတဲ့မေးခွန်းလေးတွေမှာဆိုလို့ရှိရင်လည်းရာသီတုတ်ကွေးနဲ့ရိုးမိတာရိုးအေးမိတာပေါ့နော်ဘယ်လိုခွဲခြားလို့ရလဲပြီးတော့ ့ကိုခန်းကအောင်လို့ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ဆိုပြီးတော့လေမိကုန်းလေးရှိရေနော်အဲ့တော့ဒါတာအဲ့ဒါဆိုရင်ဖြေပေးပါအောင်ရှင့်ဒီရာသီတုပ်ကွေးမဖြစ်အောင်လို့ပေါ့နော်ဆောင်းရံဆောင်းရံအချက်တွေပြီးတော့အေးမိတဲ့အခါဘယ်လိုသက်သာကုသအောင်မလဲပေါ့နော်ဟုတ်ကဲ့ဒါတာဟုတ်ကဲ့ပါ ဟိုရာဒီတုတ်ကွေးရတော့ဗောနော်ဒီအသက်ရှူလမ်းကြောင်းကနေတဆင်ကူးတာဆိုတော့ဗောလူတစ်ယောက်နဲ့တစ်ယောက်ကူးဆက်ဖို့အတွက်အရန်လွယ်ကူပါတယ်လွယ်ကူတဲ့အတွက်ကြောင့်မလို့ဗောနော်ဖြစ်ပွားဖို့လည်းအရန်လွယ်ကူတယ်ဗောနော်ဟိုဒီလိုရာဒီတုတ်ကွေးဖြစ်လာပြီဆိုလို့ရှင်เนาะဟိုအလုတ်တွေပြက်မယ်ဗောနော်နေနေထိုင်မကောင်းတာတွေဖြစ်မယ်ဗောနော်ဟိုဒါမျိုးမဖြစ်ဖို့အတွက်ကာကွယ်ဖို့နီးလန်းနေရတော့ဗောနော်ဒီအဓိကတော့လူထူထက်တဲ့နေရာတွေကိုသွားလို့ရှင်နှာခေါင်းစည်းကိုတေချာဝတ်ဆင်ဖို့လိုပါတယ်နောက်တစ်ခုဒီယောဂပိုးတွေอ่ะဗောနော်ဟိုကင်လိုက်တဲ့နေရာ တွေပေါ့နော်ဟိုလက်တွေမှာကတ်လာမယ်အဲ့လက်တွေနဲ့ဟိုမျက်နာတွေနှာခေါင်းတွေကိုပြန်ကင်မိရယ်ဆိုလို့ရှင်အဲ့ကနေတဆင်ကူးဆက်တက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အပြင်ကပြန်လာတိုင်းလက်ကိုဆက်ပြားနဲ့တေးချစွာဆီကြောဖို့လိုပါတယ်အဲ ကိုအနေနဲ့ကလည်းဒီကိုခံအားကောင်းနေဖို့လိုတယ်ပေါ့နော်ကိုခံအားကောင်းနေမှာပဲယောဂပိုးတွေကအလွယ်တကူမဝင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုခံအားကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့အာဟာရပြည့်ဝအောင်စားတောက်ပေးရမယ်ပေါ့နော်ဒီလိုအရက်တို့ဆေးလိပ်တို့အလွန်ကျွန်းသုံးဆွဲတာမျိုးရှောင်ကျဉ်ပေးရမယ်နောက်တစ်ခုပေါ့ဒီရာသီတုပ်ကွေးကိုကာကွယ်ဖို့အတွက်ထိရောက်တဲ့နီလန်တစ်ခုကတော့ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးထားတင်ပါတယ်ရာသီတုပ်ကွေးကာကွယ်ဆေးကတော့ဟိုတစ်နှစ်တစ်ချိန်ပေါ့နော်သူ့ရဲ့ strain လိုက်ပေါ့နော်ဒီတစ်နှစ်မှာဖြစ်တတ်တဲ့တုပ်ကွေးပိုးအလိုက်ထုတ် ထားတဲ့အတွက်ကြောင့်မလို့တစ်နှစ်တစ်ကြိမ်တော့ပုံမှန်ထိုးပေးတာကတော့ယာတီတုတ်ကွေကာကွယ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ပေါ့နော်။ဟုတ်ကဲ့။ဖြစ်လာပြီဆိုလို့ရှင်တော့ ဟိုအမြန်တက်တောင်လို့ပြပြဝဝအနာယူပေးရမယ်ပေါ့နော်ဟိုအေးများများတောက်ပေးရမယ်ကဲကြီးကဆေးတွေပါတောက်ဖို့လိုပြီဆိုလို့ရှင်တော့လဲဆရာဝန်ကြီးရဲ့အကြံဉာဏ်ကိုယူပေးရပါမယ်ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှင်เนาะညီမလေးအေးမိတာလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့အေးမိတာဖြစ်လာတဲ့အခါမှာဆိုရင်ရောဘယ်လိုကုသရမလဲသူ့ရဲ့လက္ခဏာလေးတွေရောယာတိတုတ်ကွေးနဲ့ဘယ်လိုမျိုးနည်းနည်းလွဲလဲပေါ့နော်ကွဲလွဲလဲဆိုတာကိုလဲတရားဖြည့်ပြီးပါအောင်ရှင်ဟုတ်ဟုတ်ကဲ့ပါရှင်ဒီအေးမိတာနဲ့ယာတိတုတ်ကွေးနဲ့ရောပေါ့နော်ဒီနှစ်ခုကလေအရင် ခွဲခြားရတာတော့ဟိုတိတ်တော့မလွယ်ကူဘူးပေါ့နော်ဟိုလက္ခဏာလေးတွေကဆင်းဆင်းလေးတွေဖြစ်တာပေါ့နော်ဖြစ်တာဆိုတော့ဒီရိုရိုအေးမိတာနဲ့ရာသီတုပ်ကွေးနေရာတော့နည်းနည်းလေးဟိုသူ့ရဲ့ပြင်းထန်မှုပေါ့နော်ပြင်းထန်မှုကတော့ကွာတယ်အေးမိတာလောက်ကတော့နာစီးတာလေးခြောက်နေနေဆိုးတာလောက်နဲ့ပေါ့နော်ပြီးသွားတတ်တယ်ပေါ့နော်ရာသီတုပ်ကွေးကတော့ဒီထက်ပိုပြီးတော့လူကနှုံးမယ်ပေါ့နော်အဖျားတွေတက်မယ်ပေါ့ပြီးတော့ဒီ ဖြစ်တဲ့အချိန်ကာလကလည်းကြာရှည်တာမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်နောက်ဆုံးကိုကကိုခါမကောင်းတဲ့သူတို့ယောဂအခန်းရှိတဲ့လူဆိုလို့ရှင်ရာသီတုပ်ကွေးဖြစ်ပြီးဆိုလို့ရှင်အဆုတ်ရောင်တာမျိုးအဆုတ်ပွားတာမျိုးပေါ့နော်နောက်ဆုံးဒီအဆုတ်ပိုးဝင်ပြီးတော့မှဆေးရုံတက်ပြီးကုသမှုခံရတဲ့အထိဟိုပြင်းထန်နိုင်ပါတယ်ပေါ့နော်ရာသီတုပ်ကွေးကတော့အလောက်မပြင်းထန်ဘူးနာစီချောင်းဆိုးလောက်နဲ့ပဲဟိုပျောက်သွားတာများတယ်ပေါ့ဟုတ်ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှင်ဒေါက်တာအေးမီရင်ရောထထတို့ဘယ်လိုသက်သာအကူတာမလဲဟုတ်ကဲ့ပါရှင်သူကတော့ဒီအေးမီတာဆိုတာလဲဒီ virus virus ပိုးကြောင့်ဖြစ်တာအတွက်ကြောင့်မလို့ပေါ့နော်အဲဒီ virus ပိုးတဖြည်းဖြည်းနဲ့သူ့ရဲ့အချိန်ကာလတစ်ခုအနေနဲ့ရောက်သွားတယ်ဆိုလို့ရှင်တော့လည်းပြန်တက်တာသွားမယ်ပေါ့နော်ပိုးသက်ဆေးတွေဟိုအလော်ဒဂျီတောက်ဖို့တော့မလိုဘူးပေါ့နော်အဲအေးမိလာပြီဆိုလို့ရှင်တော့အဓိကတော့ဒီ အနားယူပေးရမယ်ပေါ့နော်အနားယူပေးရမယ်လူနေထူထပ်တဲ့နေရာတွေကိုရှောင်ကျင်ပေးပေါ့အေးများများတောက်ပေးအေးရေဝဝအိတ်တာမျိုးတွေလုပ်ပေးပါပေါ့နော်ပြီးတော့မှဒီဟိုအဟာရပြည့်ဝတဲ့အစားတောက်တွေကိုလည်းစားပေးဖို့လိုပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဆိုတော့ဒါရာသီတော့ဂရေးပိုင်းပြီးသွားပြီဆိုတော့နောက်တစ်ခုမေကွန်လေးတွေဒေါက်တာရစီကိုမေးတဲ့ဟာဆိုရင်အသက်20ဆိုရင်တဲ့ဒါအရက်တွေရှည်နိုင်လားပေါ့နော်ဆိုတော့အရက်ရှည်အောင်ဘယ်လိုမျိုးနေထိုင်စားတောက်သင့်လဲဆိုရင်မေကွန်လေးတွေမေးရဲဆိုတော့ဒီမေကွန်လေးတွေကလည်းဒါအားလုံးတသမီးတွေကိုပိုင်းဆိုင်ထား ပြီးပါရင်လည်းသိကျင်နေမယ်လို့ထင်ပါရယ်เนาะဆိုတော့ဘလို့အားရှောင်စားအောင်လဲရက်ရှိအောင်ဘာလုပ်အောင်လဲဒေါက်တာပြပြပေးပါအောင်ရှင့်ဟုတ်ကဲ့ပါရှင်ဟုတ် ဟာပေါ့နော်ကြီးထွားတဲ့အရွယ်ကြီးရှိတယ်ပေါ့နော်ဒီယောက်ျားလေးနဲ့မိန်းကလေးနဲ့ကတော့နည်းနည်းကွာတယ်ပေါ့နော်ယောက်ယောက်ျားလေးတွေကတော့အသက်15နှစ်အထိအရိုးတွေကနေပြီးတော့ကြီးထွားနိုင်တယ်အရက်ရှိနိုင်တယ်ပေါ့နော်မိန်းကလေးတွေကတော့ဒီအသက်23နှစ်အထိကိုအရက်ကရှိထွက်နိုင်ပါတယ်အဲအဲ့ဒါကြောင့်မလို့ဒီဆေကျော်သက်ကာလအပိုင်းခြားတွေပေါ့နော်အရက်ရှိတတ်တဲ့အချိန်တွေမှာဆိုရင်သူကအဓိကတော့အာဟာရပြည့်ဝအောင်ကြွေးဖို့အရေးကြီးတယ်ပေါ့နော်ဟိုကိုသားသမီးကိုအရက်ရှိစေချင်တယ်ကောင်းကောင်းဖွံ့ဖြိုးစေချင်တယ်ဆိုရင်တော့ဒီအသားဓာတ်ကိုများများကြွေးရမယ် ယ်ပေါ့နော်သူတနေ့တာလိုအပ်တဲ့ protein ဓာတ်တွေကျွေးရမယ်နောက်တစ်ခုကျတော့ဒီအသားဓာတ်အပြင်ပေါ့ကစီဓာတ်ပေါ့နော်ကစီဓာတ်ဆိုတာသမင်းတို့ခောက်ဆွဲတို့ဂျုံတို့ဆန်တို့ဒါမျိုးကရတဲ့ကစီဓာတ်တွေဒီနောက်တစ်ခု fiber လို့ခေါ်တဲ့အသီးအရွက်ကနေရတဲ့အမြင်ဓာတ်ပေါ့နော်အဲဒါမျိုးသုံးခုကိုတမမများတအောင်ကျွေးဖို့လိုအပ်ပါတယ်ကိုနေ့တိုင်းစားနေတဲ့အစားအသောက်တွေထဲမှာဆိုရင်လိုအပ်တဲ့ဒီ vitamin တို့ပေါ့နော် mineral တို့ဒါမျိုးတွေပြပြဝဝ ိုမပါနိုင်ဘူးဆိုလို့ရှင်တော့လေဖြည့်ဆွက်ဆေးဝါးလေးပေါ့နော်အားစေးပေါ့နော်ဗီတာမင်အားစေးလေးကိုနေ့တိုင်းတိုက်လို့ရပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါဆိုရင်ပေါ့နော်ကလေးလေးငငယ်တဲ့ကနေပြီးတော့ဒီဘလို့အားကစားလက်စင်ငန်းတွေကိုပေါ့နော် training ပေးလိုက်လို့ရှင်ရောဒါအရက်ရှိနိုင်မဲ့အနေထားလေးရှိနိုင်လဲတော်တော်ဟုတ်ဟုတ်ကဲ့ပါဟုတ်ဒီအရက်ရှိထွက် နိုင်တဲ့အသက်အရွယ်ဒီမှာပေါ့နော်အဓိကတော့ဒီခနာကိုဆွဲဆန့်တဲ့လေ့ကျင့်ခန်းမျိုးတွေပေါ့နော်ဆွဲဆန့်တဲ့ဆိုတာအပေါ်ခုံရတဲ့လေ့ကျင့်ခန်းမျိုးတွေလုပ်ပြီးရင်တော့ဒီအရက်ရှိတာကိုအထောက်အကူပြုတယ်ပေါ့နော်ဥပမာအနေနဲ့ဒီဘောလီဘောဆော့တာမျိုးပေါ့ဘတ်စကတ်ဘောဆော့တာမျိုးကြက်ကြက်တောင်ရိုက်တာမျိုးပေါ့နော်ဒါမျိုးလေးပုံမှန်လုပ်ပေးလို့ရတယ်နောက်တစ်ခုကျတော့ရေကူးတဲ့လေ့ကျင့်ခန်းလည်းလीဒီအရက်ရှိထွက်တာကိုအများကြီးအထောက်အကူပြုပါတယ်ရှင့်ဩဟုတ်ကဲ့ပါဒါမျိုးလေးဆော့ပြီးလို့ရပါပေါ့နော်ဆော့ကစားပေးလို့ရတယ်လေ့ကျင့်ခန်းလုပ်ပေးလို့ရတယ် training ပေးလို့ရတယ် တယ်။ Okay ပါနောက်ထပ်အနေနဲ့ကကြတော့ဒေါက်တာကြီးဒါကတော့ဒါအမေးများတဲ့ဟာကတော့အပြင်မှာပါအမေးများတဲ့မိကွန်းလေးကြီးပေါ့နော်။ချောင်းဆိုးတာနှစ်ပတ်ကျော်နေပြီမပြောက်သေးဘူး။ TV ဖြစ်နေပြီလားဒေါက်တာကြီး။ပိန်တော့မပိန်သွားဘူး။ဓာတ်မှန်ရဲ့တင်လားဆိုရဲမိကွန်းလေးပေါ့နော်။အပြင်မှာလည်းဒါသိကျင်တဲ့သူတော်များပါတယ်။ဒီမိကွန်းနဲ့ဆက်ဆက်ပြီးတော့မေးရမယ်ဆိုရင်ဒါ TV ရောဂါလက္ခဏာတွေနဲ့ပေါ့နော်။ဘလို့ပြောက်ကင်းအောင်ကုသရမလဲဆိုတာကိုတတအောင်လုပ်ရမလဲဆိုတော့ဒေါက်တာအရင်ဆုံးဖြေပြပါဦး။ ဟုတ်ကဲ့ပါတီဗီယောဂဆိုတာလည်းပေါ့နော်ဒီနိုင်ငံမှာအဖြစ်များဆုံးယောဂတစ်ခု ဖြစ်ပါတယ်အဲဒီတီဗီယောဂရဲ့လက္ခဏာတွေအနေနဲ့ပါနော်သူအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့လက္ခဏာနဲ့ရေဘူးရလက္ခဏာဆိုပြီးတော့နှမျိုးခွဲထားတာပေါ့နော်ကိုကဒီအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့လက္ခဏာတွေအနေနဲ့ကတော့ဒီနှစ်ပတ်ထက်ကြောင်ချောင်းဆိုးလာမယ်ပေါ့နော်ချောင်းဆိုးတဲ့အထဲမှာသွေးတွေပါမယ်မောလာတယ်ရင်ကျက်တာတွေဖြစ်တတ်တယ်ပေါ့နော်ရေဘူးရအားဖြင့်လက္ခဏာကတော့တဖြည်းဖြည်းနဲ့ပိန်လာတာအစာတောက်ပြက်လာတာညာဖက်တီမှာတငွေ င်းဝေးဖျားတာမျိုးပေါ့နော်။အဲနောက်တစ်ခုကတော့လေပင်တို့ဂျိုင်းတို့ပေါင်ချံတွေမှာအလုံးကျိတ်ပေါ်တာမျိုးပေါ့။ဒါမျိုးတွေဆိုလို့ရှင်ဒါ TB ရောဂါလက္ခဏာဆိုပြီးတော့မှသတ်မှတ်ထားပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်။ဆရာပေါ့နော်။အဲခုနကတော့ဆိုလို့ရှင်မိသားမိသားတဲ့မိကွန်းလေးရဲ့မှာဆိုရင်သူကဒါပိန်တော့မပိန်ဘူးပေါ့နော်။ဓာတ်မရဲတင်လားဆိုတာကြတော့ဘယ်လိုမျိုးအခြေအနေမှာဆိုရင်ဓာတ်မရဲရမလဲဒေါက်တာ။ဟုတ်ဟုတ်ကဲ့ပါရှင်။ဟိုနာတာရှည်ချောင်းဆိုးနေပြီပေါ့နော်။ဟိုရေပွေးအဖြစ်နှစ်ပတ်ထက်ကြာအောင်ချောင်းဆိုးနေပြီ။ချောင်းဆိုးတာလည်းမပြောက်ဘူးပေါ့နော်။အဲ့လိုမျိုးဆိုလို့ရှင်เนาะဆရာမ တို့ကဒီဓာတ်ဓာတ်မှန်ရိုက်ခိုင်းနေပေါ့နော်ဓာတ်မှန်ရိုက်တာအပြင်တလိပ်စစ်ဆေးတာမျိုးလည်းလုပ်တင်ပါတယ်။တလိပ်ထဲမှာ TV ပိုးတွေ့တာမျိုးလည်းရှိနိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။နောက်တစ်ခုကျတော့ဒီဓာတ်မှန်မှာလည်းအဲ TV နဲ့ဆိုင်တဲ့အဆုပ်မှာအခေါင်းပေါက်တွေဖြစ်နေရမျိုးပေါ့နော် TV အရိတ်တွေတွေ့နေရမျိုးဒါမျိုးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့ဟိုနှစ်ပတ်ထက်ကြာအောင်ချောင်းဆိုးပြီးဆိုလို့ရှိရင်တော့ဓာတ်မှန်ရိုက်တာနဲ့တလိပ်စစ်ဆေးတာကိုတော့လုပ်တင်ပါတယ်ရှင့်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။အဲ့တော့ဒါစားတောက်နေတဲ့ပုံစံလေး TV ယောဂဖြစ်လာပြီဆိုရင်ရောဒေါက်တာဟုတ်ကဲ့စားတောက်နေတဲ့ပုံစံလေး ုတ်ကဲ့ TB ယောဂဖြစ်လာပြီဆိုလို့ရှင်တော့လေဒီ TB ဆေးနဲ့စနစ်တကျကုသမှုခံယူရမယ်ပေါ့နော်သူတတ်မှတ်ထားတဲ့အချိန်ကာလတွေရှိတယ်ပေါ့ TB ဆေးမှာဆိုရင်အနည်းဆုံး6လတောက်ရတာ8လတောက်ရတာပေါ့နော်ဒါမျိုးစနစ်တကျနေ့တိုင်းမပြတ်မကွက်တောက်ဖို့လိုပါတယ် TB ယောဂကုသနေစဉ်ကာလမှာလဲပေါ့နော်ကိုကအာဟာရပြည့်ဝအောင် စားတောက်ပေးရမယ်နေတဲ့နေရာမှာလဲတော့လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားရမယ်ပေါ့နော်လူနာကိုလေဟုတ်ကဲ့လူနာကတော့ဒီ TB ယောဂကုသနေစဉ်အတွင်းမှာတော့ဆက်လိတ်လုံးဝမတောက်ရပါဘူးအရက်ကိုလည်းလုံးဝမတောက်ရပါဘူးပေါ့နော်အဲဒီကိုဆေးတောက်နေစဉ်ကာလမှာလည်းသူများတွေကိုကူးဆက်နိုင်တဲ့အတွက်ကြောင့်မလို့မိသားစုဝင်တွေပတ်ဝန်းကျင်ကလူတွေကိုမကူးဆက်အောင် ဆိုပြီးတော့လူစုလူဝေးရှိတဲ့နေရာတွေကိုတတ်နိုင်သမျှအမသွားတင်ပါဦးရှင်ဟုတ်ကဲ့ပါကဲညီမလေးအဲ့တော့ပေါ့နော်ဒေါက်တာလာဘီဆိုတော့လည်းပြည်သက်တွေကလည်းမေးကြတယ်ပေါ့ morning base speech မှာပေါ့နော်ဒေါက်တာပုံလေးအောက်မှာနောက်ထပ်မေးခွန်းလေးတစ်ခုတော့ရောက်လာတယ်ပေါ့ဒေါက်တာရဲ့တွေ့ရနော်ဆိုတော့အချင်ဆိုတဲ့အကောင့်ပိုင်ရှင်လေးကတော့မေးထားတာညီမလေးဒေါက်တာကဘာမေးထားလဲဆိုတော့ဒါသူအမျိုးသမီးတပ္ပနာလာတာပေါ့နော်တလောက်သုံးကလောက်လာတယ်တဲ့အဲ့ဒါဆိုရင်ရသလားပေါ့နော်ဘာလို့အဲ့လိုမျိုးဖြစ်တာလဲအိမ်ကအတော်ဖြစ်တာပါတဲ့ဆိုပြီးတော့ကိုစားမေးပေးထားတဲ့မေးခွန်းလေးတော့ရှိပါတယ် အဲ့တော့ဒါပြိတက်ကတော့ဒေါက်တာကိုလာတော့တိုက်ရိုက်မေးတယ်မိငုံလေးဖြစ်သွားတာပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လေဒေါက်တာကနေပြီးတော့ဘလိုတွေပေါ့နော်ဆိုရင်ရပြီဆိုရင်ဘယ်လိုမျိုးတွေစစ်ဆေးမှုတွေလုပ်ရမလဲဆိုတာလည်းဖြေကြပြပါအောင်ရှင့်ဟုတ်ကဲ့ပါရှင့်ဟုတ်။တัวဒီအင်ရအတော်ဖြစ်တယ်လို့ပြောထားရပေါ့နော်။တခုအနေနဲ့ကတော့အင်ရအတော်ကအသက်ဘယ်လောက်ရှိပြီလဲပေါ့နော်။ဒီဟာလည်းစဉ်းစားရမယ်။နောက်တစ်ခုအနေနဲ့ကတော့တัวအိမ်ထောင်ရှိသလား။ โอเคตุยซ้อมပြီးသွားပြီလာပေါ့เนาะဒါမျိုးတွေတစ်ချက်စဉ်းစားဖို့လိုပါတယ်အကယ်၍ပေါ့เนาะဟိုအတက်က40ကျော်ပြီးตุยซ้อมပြီးနောက်ပိုင်းမှာตุยပြန်ဆင်းနေဆိုလို့ရှင်เนาะလဲဒါတော့နည်းနည်းဟိုပို့ပြီးတော့ခယူစားရမယ်ပြဿနာတစ်ခုဖြစ်တာပေါ့เนาะပုံမှန်အနေနဲ့ကတော့ဓမ္မတာကတော့တစ်လကိုတစ်ခါပဲလာတာကတော့ပုံမှန်ပဲပေါ့เนาะဒီတစ်လကိုတစ်ခါထက်ပို့ပြီးလာနေဆိုလို့ရှင်ဒီတအိမ်နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုများဖြစ်နေသလားပေါ့เนาะဒီတအိမ်ထဲမှာအလုံးနေရှိတာမျိုးပေါ့အသားလုံးလို့ခေါ်တဲ့ လုံးနေရှိတာမျိုးနောက်တစ်ခုကျတော့တအိမ်နယံထူတဲ့ဟာမျိုးပေါ့နော်ဒါမျိုးဆိုရင်လည်းဓမ္မတာပုံမှန်ထက်ပို့ပြီးတော့လာတတ်တယ်ပေါ့နော်ဒါမျိုးတွေရှိသလားဆိုတော့စစ်ဆေးကြည့်ဖို့တော့လိုပါတယ်ရှက်နောက်တစ်ခုအနေနဲ့ကတော့ဒီသွေးဆောင်ပြီးနောက်ပိုင်းမှာပဲသွေးပြန်ဆင်းတာမျိုးလားပေါ့နော်သွေးဆောင်ပြီးနောက်ပိုင်းမှာဓမ္မတာပြန်လာတယ်ဆိုရင်လည်းဒါဒီ အတွင်းမှာပေါ့နော်တအိမ်ခေါင်းမှာတအိမ်ခေါင်းမှာအနာဖြစ်တာမျိုးတအိမ်ခေါင်းမှာပြဿနာတစ်ခုခုဖြစ်တာမျိုးပေါ့နော်ဒါမျိုးတွေဟိုစမ်းသက်စစ်ဆေးကြည့်ဖို့တော့လိုပါတယ်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်ပေါ့နော်သက်ဆိုင်ရာအထူးကုဆရာဝန်တွေစီသွားပြီးတော့စမ်းသက်စစ်ဆေးလိုက်တာဒါလည်းအကောင်းဆုံးဖြစ်တာပေါ့နော်ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီနေ့မှာဆိုရင်တော့ဒါခွန်ရှစ်ရှစ်ခွန်ဒါကျမ်းမာရေးကောဆန်တာပေါ့နော်ဒီလိုအမေးများလာတဲ့မိကွန်ကျမ်းမာရေးပြဿနာအချို့လေးတွေကိုဒါဒေါက်တာနန်းဖူးဣကျုံမိုးကနေပြီးတော့ဒီလိုဒါမေးချင်တဲ့မိကွန်လေးနဲ့တူတူဖြေကြားပေးသွားတာပေါ့နော်ကျေးဇူးအများကြီး င်ပါတယ်ဒေါက်တာဟုတ်ကဲ့ကျေးဇူးများရေပဲတင်ပါတယ်ဒေါက်တာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကျမလည်းခွန်ရှိရှိခွန်ကိုစားမန္တလေး FM မှာပြောပြခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်